အားလုံးမင်္ဂလာပါဇေဝကဟက်နော်လေးရှယ်ရင်းချန်နယ်ကနေကြိုဆိုပါရစေဒီနေ့ဒီချင်းနဲ့အတူ Grade 12 Biology Chapter 4.2.2 Infectious Diseases အပိုင်း1ကို လေ့လာကြရအောင်မလေးရီးယားလို့ခေါ်တဲ့ငှက်ဖျားရောဂါအကြောင်းကိုလေ့လာကြရအောင်ပထမအဆုံး Transmissions of Malaria မလေးရီးယားကူးစက်ပုံအကြောင်းကို လေ့လာကြမယ် The features of this disease are summarized in the table မလေးရီးယားဒစီးစစ် features တွေကို table 4.4မှာပြထားတာဖြစ်တယ်။မလေးရီးယားရောဂါကို ဖြစ်စေတဲ့ pathogens ကတော့ Plasmodium falciparum, Plasmodium vivax, Plasmodium ovale, Plasmodium malariae တွေဖြစ်တယ်။လူရဲ့ RBC ကို malaria parasite တွေ invasion ဖြစ်ပြီးတော့မှအဆင့်ဆင့်ပြောင်းလဲသွားပုံကိုပြထားတာဖြစ်တယ်။ Plasmodium အမျိုးအစားကိုသိကျင်နေဆိုလို့ရှိရင် light microscope နဲ့ RBC တွေပါဝင်တဲ့ blood flame ကိုကြီးခြင်းအားဖြင့်ခွဲခြားနိုင်တာဖြစ်တယ်။ malaria parasite infected ဖြစ်တဲ့ mosquito ကလူကိုကိုက်မယ်ဆိုလို့ရှိရင် လူရဲ့သွေးထဲကို malaria parasite ကရောက်ရှိသွားမယ်။အဲအမတစ်ဆင့်လူရဲ့အသည် RBC တွေထဲမှာ malaria parasite တွေက ပွားများခြင်းနဲ့ပြောင်းလဲမှုဖြစ်စဉ်တွေစစ်ပရောမှာဖြစ်ပေါ်မှာဖြစ်တယ်။ malaria parasite infected ဖြစ်တဲ့လူကို ခြင်ကလာကြိုက်မယ်ဆိုလို့ရှိရင်မလေးရီးယားပါရာဆိုက်ကခြင်ရဲ့ခန္ဓာကိုယ်ရဲ့ကိုရောက်ရှိသွားမှာဖြစ်တဲ့ခြင်ရဲ့ခန္ဓာကိုယ်ရဲ့မှာလေမလေးရီးယားပါရာဆိုက်ကအဆင့်ဆင့်ဆက်ပြောင်းမှာပြောင်းလဲမှာဖြစ်တဲ့ infected ဖြစ်တဲ့ mosquito ကနောက်ထပ်လူတွေကိုကြိုက်ခြင်းအားဖြင့်မလေးရီးယားရောဂါကူးစက်မှာဖြစ်တဲ့မလေးရီးယားပါရာဆိုက် site of action ဖြစ်တဲ့နေရာတွေကတော့လူရဲ့ liver RBC ရဲ့မှာအဆင့်ဆင့်ပြောင်းလဲတာဖြစ်တဲ့ မလေးရီးယားပါရာဆိုက်ရဲ့ life cycle က brain cell တွေမှာ ဖြစ်ပေါ်ခြင်းမရှိဘူးမလေးရီးယား infected RBC တွေက brain မှာရှိတဲ့ blood vessel ရဲ့နံရံတွေမှာစုပြီးတော့မှကတ်သွားတယ်အဲ့အခါမှာသွေးစင်စစ်မှုကိုပိတ်စီတယ် blood pressure တွေကိုတက်စီတယ် blood brain barrier တွေကိုပျက်စီးစေပြီးတော့မှ cerebral malaria လို့ခေါ်တဲ့ငှက်ဖျားပိုးအုံနောက်ထဲရောက်တဲ့ရောဂါကို ခံစားရမှာဖြစ်တယ် မလေးရီးယားပါရာဆိုက်ကူးစက်ရတဲ့နီလန်းကတော့ infected ဖြစ်နေတဲ့ female anopheles mosquito ကလူကိုကိုက်မယ်ဆိုလို့ရှိရင်အဲ့လူကိုမလေးရီးယား infection ကူးစက်နိုင်တာဖြစ်တယ်။ anopheles mosquito ကအိမ်တွင်းအိမ်ပြင်နှစ်ခုစလုံးမှာကိုက်နိုင်တာဖြစ်တယ်။ anopheles mosquito ကညဘက်မှာကိုက်လိရှိတာဖြစ်တယ်။ aedes mosquito လို့ခေါ်တဲ့ခြင်ကြားကတော့အိမ်ထဲမှာကိုက်လိရှိပြီးတော့မှာ နိဗ္ဗာန်မှာကြိုက်တာဖြစ်တယ်။သွင်းလွတ်တုပ်ကွေးယောဂ၊ခြေကန်ခွမ်းရယောဂနဲ့ဇီကာယောဂတွေကိုပြန့်နှံ့နိုင်တာဖြစ်တယ်။မလေးရီးယားအန်ဒမစ်ဖြစ်တဲ့တိုင်းပြည်တွေကိုပြထားတာဖြစ်တယ်။ global distribution throughout the tropics and subtropics endemic in 106 countries malaria ကတကမ္ဘာလုံးမှာပြန့်နှံ့နေတာကတော့အပူပိုင်းဒေသနဲ့ subtropic region တွေမှာရှိတဲ့ နိုင်ငံပေါင်း106နိုင်ငံမှာ endemic အနေနဲ့ပြန့်နှံ့နေတာဖြစ်တယ်။ incubation period ဆိုတာကတော့လူတယောက်ကို malaria infected ဖြစ်တဲ့အချိန်စပြီးမှကြိုက်တဲ့အချိန်ကနေပြီးတော့မှ malaria ရောဂါရဲ့လက္ခဏာတွေပေါ်တဲ့အချိန်အတွင်း period ကို incubation period လို့ခေါ်တာဖြစ်တယ်။အချိန်ကတော့တပတ်ကနေပြီးတော့မှတစ်နှစ်လောက်ထိကြာနိုင်တာဖြစ်တယ်။ရှေ့ကနေ73ရက်အကြာမှာ parasite ကို peripheral blood မှာရှိတဲ့ RBC တွေမှာမြင်နိုင်တာဖြစ်တယ်။ clinical features fever, anemia, nausea, headaches, muscle pain, shivering, sweating and last spleen. malaria ရောဂါလက္ခဏာတွေကတော့ဖျားခြင်း၊သွေးရနေခြင်း၊ nausea ၊ပြုတ်ခြင်း၊ vomiting and ခြင်း၊ headache ၊ခေါင်းကိုက်ခြင်း၊ muscle pain စီရခြင်း၊ချမ်းပြီးတော့မှတုန်ခြင်း၊ချွေးတွေထွက်ခြင်းနဲ့အသည်းတွေ spleen နေကြီးတာတွေဖြစ်ပေါ်စေတာဖြစ်တယ်။ spleen ကြီးတာကိုတော့ဘေလုံးကြီးတယ်လို့ခေါ်တာဖြစ်တယ်။ malaria infected ဖြစ်တဲ့ RBC တွေပျက်စီးကုန်တဲ့အတွက်ကြောင့် anemia ဖြစ်ပေါ်တာဖြစ်တယ်။ method of diagnosis microscopic examination of blood dipstick test for malaria antigens in blood မလေးရီးယားယောဂဖြစ်ကြောင်းကို diagnosis ရဖို့ဆိုလို့ရှိရင်မလေးရီးယားယောဂဖြစ်တယ်လို့တန်တရားရှိတဲ့လူရဲ့ blood ကို blood film ဆွဲပြီးတဲ့အခါမှာ light microscope နဲ့ကြည့်မယ်ဆိုလို့ရှိရင်မလေးရီးယားယောဂဖြစ်မဖြစ်ကိုသိရှိနိုင်မှာဖြစ်တယ် plasmodium အမျိုးအစား၄မျိုးကိုခွဲခြားနိုင်မှာဖြစ်တယ်သွေးထဲမှာမလေးရီးယားအန်တီဂျင်ရှိမရှိကို dipstick test နဲ့စမ်းနိုင်တာဖြစ်တယ်မလေးရီးယား infection ဖြစ်တယ်လို့တန်ရရှိတဲ့လူရဲ့သွေးကိုဒီ square hole လေးထဲမှာထည့်မှာဖြစ်တယ်ဒီဘက်မှာတော့ reagent buffer ကိုထည့်မှာဖြစ်တယ်ဒီပုံမှာဆိုလို့ရှိရင်တော့သွေးထဲမှာ malaria antigen ကို dipstick tag ဆေး reset တွေကိုပြထားတာဖြစ်တယ် annual incidence worldwide about 207 million cases of malaria in 2012 about 80% are in africa ဒီကမ္ဘာလုံးမှာ နှစ်စဉ်မလေးရီးယားလူနာအသစ်ကတော့2012ခုနှစ်မှာ2.7 million လောက်ရှိတာဖြစ်တယ်။2.7 million case တည်ရဲ့80%လောက်ကအာဖရိကမှာဖြစ်ပေါ်တာဖြစ်တယ်။ Annual mortality worldwide about 630,000 deaths in 2012 about 90% are in Africa. တကမာလုံးမှာမလေးရီးယားရောဂါကြောင့်သေဆုံးမှုက 2012မှာ6သိန်းနဲ့3000ပတ်ဝန်းကျင်လောက်ရှိတာဖြစ်တယ်။သေဆုံးမှုရဲ့90%လောက်ကအာဖရိကမှာဖြစ်ပေါ်တာဖြစ်တယ်။ဒီကမ္ဘာလုံးမှာမလေးရီးယားပြန့်နှံ့တာကိုကြားထားတာဖြစ်တယ်။အာဖရိကမှာမလေးရီးယားကအဓိက transmission ဖြစ်ပြီးတော့မှသေဆုံးမှုများတာကိုတွေ့ရမှာဖြစ်တယ်။ Most cases of malaria are caused by one of four species of the protist Plasmodium whose life cycle is shown in figure 4.15 malaria case အများစုက protist plasmodium ရဲ့ four species တွေက တခုသောမဟုတ်တခုနဲ့ဖြစ်ပေါ်စေတာဖြစ်တဲ့ plasmodium parasite ရဲ့ life cycle ကိုပုံမှန်ပြထားတာဖြစ်တယ် infected mosquito takes blood meal malaria infected mosquito ကလူရဲ့သွေးကိုယူမှာဖြစ်တဲ့ infected stages of parasite enter bloodstream and then liver cells parasite ရဲ့ infected stage ဖြစ်တဲ့ sporozoites ကလူရဲ့သွေးထဲကို ရောက်ရှိသွားပြီးတဲ့အခါမှာ liver cell တွေကိုဝင်သွားမှာဖြစ်တယ် parasite leave liver cells and enter red blood cells parasite တွေက liver cell တွေကနေထွက်ပြီးတော့မှ RBC တွေကိုထပ်ဝင်มาဖြစ်တယ် maturation and production of parasite male and female sex sense gametes parasite တွေမကြွားဖြစ်လာပြီးတော့ parasite ရဲ့ male နဲ့ female sex cell တွေဖြစ်တဲ့ gametes တွေကိုထုတ်ပေးမှာဖြစ်တယ် mosquito takes infected blood mean ချင်းကရောဂါဖြစ်တဲ့လူရဲ့သွေးကိုစုပ်ယူမှာဖြစ်တယ်ချင်းရဲ့ခန္ဓာကိုယ်ထဲမှာ24နာရီအကြာမှာ male and female gametes of parasite fuse in mosquito stomach mosquito ရဲ့ဥလန်းချောင်းထဲမှာ parasite ရဲ့ male and female gametes တွေကပူးပေါင်းသွားမှာဖြစ်တဲ့6ရက်ကနေ12ရက်အကြာမှာဆိုလို့ရှိရင်တော့ cell division produces thousands of immune malaria parasite parasite တွေ cell division ဖြစ်ခြင်းအပြင် malaria parasite တွေထောင်ထဲချီပြီးတော့မှထွက်လာမှာဖြစ်တယ် infective stages of parasite invade mosquito salivary glands mosquito ရဲ့ salivary glands ကို parasite ရဲ့ infective stage ဖြစ်တဲ့ sporozoites တွေက invade လုပ်လာမှာဖြစ်တဲ့ infected mosquito takes blood mean infected ဖြစ်တဲ့ mosquito ကရောဂါမဖြစ်သေးတဲ့တခြားလူတယောက်ကိုကိုက်တဲ့အခါမှာ mosquito ရဲ့ salivary glands ထဲမှာရှိတဲ့ malaria parasite infective stage ဖြစ်တဲ့ sporozoites တွေက လူရဲ့ခန္ဓာကိုယ်ရဲ့ကို ရောက်ရှိပြီးတော့မလေးရီးယား infection ထပ်ပြီးမှကူးစက်သွားမှာဖြစ်တယ်။မလေးရီးယား parasite အတွက် host ကတော့လူနဲ့ mosquito ဖြစ်တယ်။မလေးရီးယား parasite အတွက်ဆိုလို့ရှိရင် life cycle ကခြင်ထဲမှာဖြစ်ပေါ်တဲ့ဖြစ်စဉ်ရှိသလို လူရဲ့ခန္ဓာကိုယ်ရဲ့မှာ ဖြစ်ပေါ်တဲ့ဖြစ်စဉ်ရှိရဲ့ genetic analysis of infection shows that some species of plasmodium that cause malaria in monkeys also affect humans infection ဖြစ်တာကို genetic analysis လုပ်ခြင်းအပြင်မြောက်တီကို malaria ရောဂါဖြစ်စေတဲ့တချို့ plasmodium species တွေက လူတွေကိုလည်းရောဂါဖြစ်စေနိုင်တာကိုတွေ့ရတာဖြစ်တယ်။ female anopheles mosquito feed on human blood to obtain the protein they need to develop their eggs female anopheles mosquito ကဥရေ develop ဖြစ်ဖို့အတွက်လိုအပ်တဲ့ protein ကိုရရှိဖို့အတွက်လူရဲ့သွေးကိုစုပ်ယူတာဖြစ်တယ်။ If the person they bite is infected with Plasmodium, they will take up some of the pathogen's gametes with blood meal. ဒီအောက်ဘက်အချမ်းကတော့လူရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ liver cells နဲ့ RBC cell တွေထဲမှာ parasite တွေအစင်းစင်ပြောင်းလဲမှုဖြစ်စဉ်ကိုကြားထားဖြစ်တယ်။ Anopheles mosquito က infected ဖြစ်တဲ့လူရဲ့သွေးကိုစုပ်ယူလိုက်တဲ့အခါမှာ RBC ရဲ့မှာရှိနေတဲ့ malaria parasite ရဲ့ gametes ကသွေးနဲ့အတူပါသွားမှာဖြစ်တယ်။လူကို malaria infection ဖြစ်ဖို့ဆိုလို့ရှိရင်လူကိုကိုက်တဲ့ Anopheles mosquito ရဲ့ salivary glands ရဲ့မှာ malaria parasite က porozoite stage မှာရှိရမှာဖြစ်တယ်။ Anopheles mosquito ကို parasite က infected ဖြစ်ဖို့ဆိုလို့ရှိရင်စောက်ယူလိုက်တဲ့သွေးထဲမှာ parasite က gametocyte အနေနဲ့ရှိရမှာဖြစ်တယ် male and female gametes fuse in the mosquito gut and develop to form infective stages which move to the mosquito salivary glands ကိုင်းလိုက်တဲ့ anopheles mosquito ရဲ့ဥထဲမှာ male နဲ့ female gametes တွေကပေါင်းပြီး fuse ဖြစ်ပြီးတော့ infection ဖြစ်စေတဲ့ stage တွေဖြစ်ကို develop subroma ဖြစ်မှာဖြစ်တယ် ဥရေကနေပြီးတော့မှမလေးရီးယားပါရာဆိုက်စီကခြေရဲ့ slavery gland ဆဲကိုဆက်ပြီးတော့မှရောက်ရှိသွားမှာဖြစ်တယ်။ခြေရဲ့ slavery gland ဲကိုရောက်ရှိတဲ့မလေးရီးယားပါရာဆိုက်က sporozoite stage မှာပဲလူကိုကူးစက်နိုင်တာဖြစ်တယ်။ When the mosquito feeds again it injects an anticoagulant from its salivary glands that prevent the blood me from clotting so that it flows out of the host into the mosquito mosquito ကနောက်ထပ်လူတစ်ယောက်ပေါ်မှာသွေးကိုစုပ်ယူဖို့လုပ်တဲ့အခါမှာပထမအုံးဆုံး salivary gland ဆရာနေပြီးတော့မှ salivary ကိုလူရဲ့အရည်ပြားတွေကိုထိုးသိမ်းလိုက်မှာဖြစ်တယ် salivary မှာသွေးခဲတာကို တားမြစ်တဲ့ပစ္စည်းတွေပါဝင်မှာဖြစ်တယ်။ခြေရဲ့ slider ရဲမှာ ပါဝင်တဲ့ anticoagulant ကလူရဲ့သွေးတွေကိုခဲချင်းရနေကာဝယ်ပေးပြီးတော့မှ mosquito ကဆက်ယူလိုက်တဲ့အခါမှာအရေအနေနဲ့အလွယ်တကူစီးဆင်းသွားမှာဖြစ်တယ်။တနည်းအားဖြင့်သွေးကခဲမနေတဲ့အတွက်ကြောင့်အလွယ်တကူဆုပ်ယူလို့ရတာကို ပြောတာဖြစ်တယ်။ The infective stages pass from the mosquito salivary glands into the human blood together with the anticoagulant in the saliva. ခြေရဲ့ saliva ရဲမှာရှိတဲ့ anticoagulant နဲ့အတူ malaria parasite ရဲ့ infective stage ဖြစ်တဲ့ sporozoites တွေက လူရဲ့သွေးထဲကို ရောက်ရှိသွားမှာဖြစ်တဲ့ the parasite enter the red blood cells where they multiply လူရဲ့ liver cells နဲ့ RBC တွေမှာ malaria parasite တွေကအစင်းစင်ပြောင်းလဲမှုဖြစ်စဉ်နဲ့ပွားများမှုဖြစ်စဉ်တွေကိုဖြစ်ပေါ်မှာဖြစ်တယ် infected anopheles mosquito ရဲ့ saliva ထဲမှာပါဝင်နေတဲ့ sporozoite ကလူရဲ့သွေးထဲကို ရောက်ရှိသွားမှာဖြစ်တဲ့အဲရမှတစဉ် liver cells ထဲမှာ malaria parasite တွေကအစင်းစင်ပြောင်းလဲမှုဖြစ်စဉ်ဖြစ်မှာဖြစ်တဲ့ liver cells ကနေထွက်လာတဲ့ myrozoites တွေကသွေးထဲမှာရှိတဲ့ RBC တွေကိုစက်ပရောမှဝင်မှာဖြစ်တဲ့ RBC ထဲမှာ malaria parasite တွေက အစင်းစင်ပြောင်းလဲမှုဖြစ်စဉ်ဖြစ်မှာဖြစ်တဲ့ မလေးရီးယားပါရာဆိုက် infected ဖြစ်နေတဲ့လူကို anopheles chain က labro ကိုက်မယ်ဆိုလို့ရှိရင် RBC ရဲ့မှာရှိတဲ့မလေးရီးယားပါရာဆိုက်ရဲ့ infective stage ဖြစ်တဲ့ gametocyte ကခြင်ရဲ့ခန္ဓာကိုယ်ရဲ့ကိုရောက်ရှိသွားမှာဖြစ်တဲ့ The female anopheles mosquito is therefore a vector of malaria and it transmits the disease when it passes the infective stages into an uninfected person. အဲ့ဒီတွေ့ကြောင့် Freeme Anopheles mosquito ကမလေးရီးယား parasite ကိုသယ်ဆောင်တဲ့ vector ဖြစ်တယ်။ Freeme Anopheles mosquito ကမလေးရီးယား parasite ရဲ့ infective stage ဖြစ်တဲ့ sporozoite ကို an infected person ရှိကို pass လုပ်ပေးတာဖြစ်တယ်။ဒီပုံမှာတော့ genetically modify လုပ်ထားတဲ့ Anopheles mosquito ကို ကြားထားတာဖြစ်တယ်။ genetically modify လုပ်ထားတဲ့အတွက်ကြောင့် ခြေနေအများကြီးပေါက်ဖွားခြင်းနဲ့ခြေအနေတဆင်မလေးရီးယားပါရာဆိုက်တွေကူးစက်တာကိုတားမြစ်ပေးနိုင်တာဖြစ်တယ်မလေးရီးယား may also be transmitted during blood transfusion and when and sterile needles are reused malaria infection ကသွေးသွင်းခြင်းနဲ့ မတန်ရှင်းတဲ့အတီကိုပြန်ပြောင်းမှအသုံးပြုခြင်းအနေနဲ့ကူးစက်နိုင်တာဖြစ်တယ် Plasmodium can also pass across the placenta from mother to fetus Plasmodium parasite ကအမေကနေပြောင်းမှဗိုက်ထဲမှာရှိတဲ့ကလေးစီကို placenta နေတဆင်ကူးစက်နိုင်တာဖြစ်တယ်သွေးသွင်းခြင်း

Plasmodium က human နဲ့ mosquito host နှစ်ခုစလုံးမှာပွားနိုင်တာဖြစ်တဲ့ Plasmodium parasite တွေအရင်အတွက်တည်းများလာသလိုကြောင်းလေးတဲ့ဖြစ်စဉ်က infective stage တွေကို ဖြစ်စေပြီးတော့တခြား mosquito တကောင်ဒါမှမဟုတ်လို့ရှိရင်တခြား human host ကို infection ဖြစ်နိုင်တဲ့ chance တွေပိုများလာတာဖြစ်တယ်။တနည်းအားဖြင့် infected mosquito ကလူကို infection ဖြစ်ဖို့ဆိုလို့ရှိရင် Plasmodium parasite က sporozoite stage မှာဖြစ်ရမှာဖြစ်တယ်။ Infected human ကနေခြင်ကို malaria parasite ကူးစက်ဖို့ဆိုလို့ရှိရင်လူရဲ့ RBC ထဲမှာရှိနေတဲ့ malaria parasite က gametocyte stage မှာရှိရမှာဖြစ်တယ်။ Malaria infected mosquito ကတခြားရောဂါမဖြစ်တဲ့ခြင်စီကို malaria parasite ကဓာတ်ရိုက်ကူးစက်နိုင်တာမျိုးမရှိဘူး။ malaria infected ဖြစ်တဲ့လူရဲ့သွေးကနေတဆင့်သာ တခြားခြင်တကောင်ကိုကူးစက်နိုင်တာဖြစ်တယ် if people are continually reinfected by different strains of malaria they become immune လူတွေကို မလေးရီးယားပါရာဆိုက် strain အမျိုးမျိုးကနေပြီးတော့မှ infection ပြန်ပြီးတော့မှအကြိမ်ကြိမ်ဖြစ်မယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေက မလေးရီးယားပါရာဆိုက်ကို immune ဖြစ်သွားမှာဖြစ်တယ်ပသိုဂျင်ရဲ့ strain ဆိုတာကတော့ species တစ်ခုရဲ့ genetic variants မျိုးကွဲဒါမှမဟုတ်လို့ရှိရင် subtype ကို ပြောတာဖြစ်တယ်။ example အနေနဲ့ဆိုလို့ရှိရင် Plasmodium falciparum ရဲ့ genetic မျိုးကွဲတွေကို ပြောတာဖြစ်တယ်။လူကမလေးရီးယားပါရာဆိုက်ကိုအင်မြူးဖြစ်တယ်လို့ပြောရခြင်းကမလေးရီးယားပါရာဆိုက်ကလူရဲ့ခန္ဓာကိုယ်ရဲ့ကိုဝင်သွားပေမယ့်မလေးရီးယားရောဂါမဖြစ်ပေါ်တာကိုပြောတာဖြစ်တယ်။ However this only happens if they survive the first 5 years of life when mortality from malaria is very high လူတွေကမလေးရီးယားရောဂါကို immune ဖြစ်ဖို့ဆိုလို့ရှိရင်အဲ့လူရဲ့အသက်ပထမ5နှစ်မှာမလေးရီးယားရောဂါဖြစ်ပေမဲ့အသက်ရှင်နေမှသာ immune ဖြစ်နိုင်တာဖြစ်တယ် first 5 years of life ဆိုတာကတော့ကလေးအသက်9နှစ်အထိကို ဆိုလိုတာဖြစ်တယ်မလေးရီးယားဖြစ်မယ်ဆိုလို့ရှိရင်တည်တဲ့နှုံးကကလေး အသက်၅နှစ်အတွင်းမှာဆိုလို့ရှိရင်အယမ်းမြင့်တာဖြစ်တဲ့ the immunity only lasts as long as people are in contact with the disease လူတွေကို malaria ဖြစ်စေတဲ့ pathogens different strains တွေက infection ဖြစ်နေသည်၍ malaria infection ကို တိုက်ထုတ်နိုင်တဲ့ immunity ကအဲ့လူမှာဆက်ရှိနေမှာဖြစ်တယ် malaria parasite species လေးခုရဲ့ gametocyte stage ကို blood film မှာတွေ့ရတာကို ကြားထားဖြစ်တယ် This explains why epidemics in places where malaria is not endemic can be very serious, and why malaria is more dangerous in those areas where it only occurs during and after the rainy season. Malaria in ဒီမြမပြည်မျိုးပေါ်မှာအနီရောင်တွေကမလေးရီးယား endemic ဖြစ်ပြီးတော့မှ high risk ဖြစ်တဲ့ area တွေကိုကြာထားဖြစ်တယ်။မလေးရီးယား endemic ဖြစ်နေတဲ့ ni တွေမှာနေနေတဲ့ လူအများစုကမလေးရီးယား infection ကိုအင်မြုံးဖြစ်နေတာဖြစ်တယ်။မလေးရီးယား endemic မဖြစ်တဲ့ area တွေမှာမလေးရီးယား infection ကိုအင်မြုံးဖြစ်တဲ့လူ နေတဲ့အတွေ့အကြောင်းမလေးရီးယား epidemic ဖြစ်မယ်ဆိုလို့ရှိရင်ရောဂါကအရန်ပြင်းထန်မှာဖြစ်တယ်။မိုးရာသီနဲ့မိုးရာသီအပြီးမှာပဲမလေးရီးယားဖြစ်ပေါ်တတ်တဲ့ area တွေမှာမလေးရီးယားရောဂါဖြစ်ပြီဆိုလို့ရှိရင်ပိုပြီးတော့မှ အန္တရာယ်ရှိတာဖြစ်တယ်။ This often coincides with the time of maximum agricultural activity, so the disease has a disastrous effect on the economy. People cannot cultivate the land when they are sick. အများဆုံးလုတ်တဲ့အချိန်ဖြစ်တယ်။အဲ့ကာလမှာမလေးရီးယားရောဂါဖြစ်မယ်ဆိုလို့ရှိရင်နေမကောင်းဖြစ်နေတဲ့မလေးရီးယားရောဂါဖြစ်နေတဲ့လူတွေက လေယာမြေမှာစိုက်ပျိုးရေးမလုံနိုင်တဲ့အတွေ့အကြုံတိုင်းပြည်ရဲ့စီးပွားရေးကိုဆိုးရွားစွာထိခိုက်နိုင်တာဖြစ်တယ်။ဒီပုံမှာတော့ RBC ထဲမှာရှိတဲ့မလေးရီးယားပါရာဆိုက်ရဲ့ signet ring appearance ကိုပြထားတာဖြစ်တဲ့ဒီပုံမှာတော့ electron microscope နဲ့ကြည့်တဲ့အခါမှာ RBC ရဲ့ cytoplasm ထဲမှာ malaria parasite တွေနဲ့ပြည့်နှက်နေတာကိုတွေ့ရတာဖြစ်တဲ့ feature ဆောင် malaria malaria ရဲ့ feature စီကတော့ pathogens က4 plasmodium species ကြောင့်ဖြစ်နိုင်တယ်။ method of transmission ကတော့ infected ဖြစ်တဲ့ female anopheles mosquito ကလူကိုကိုက်ခြင်းအဖြစ်ကူးစက်နိုင်တယ်။ global distribution ကတော့ tropic အပူပိုင်းဒေသနဲ့ subtropic region တွေမှာ malaria ရောဂါက endemic ဖြစ်တာကို တွေ့ရမှာဖြစ်တယ်။ incubation period ကတော့လူကိုချိန်ကပ်ပြီးတော့မှတပတ်အကြာမှာ malaria ရောဂါရဲ့လက္ခဏာတွေပေါ်လာမှာဖြစ်တယ်။ malaria parasite ကလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ liver နဲ့ rbc တွေမှာပွားများမှုနဲ့ပြောင်းလဲမှုဖြစ်စဉ်တွေ ဖြစ်ပေါ်ပြီးတော့ brain မှာရှိတဲ့ blood vessel တွေကိုဆိုးရွားစွာထိခိုက်နိုင်တာဖြစ်တဲ့ malaria ရောဂါရဲ့လက္ခဏာတွေကတော့ဖျားခြင်း၊တွေ့ရနေခြင်း၊ပြုတ်အန်ခြင်း၊ခေါင်းကိုက်ခြင်း၊ကြွက်သားတွေနာကျင်ကိုက်ခဲခြင်း၊ချမ်းပြီးတော့တုန်ခြင်း၊ချွေးထွက်ခြင်းနဲ့ဗေလုံးကြီးတာတွေဖြစ်ပေါ်နိုင်တာဖြစ်တဲ့ malaria infection ဖြစ်ကြောင်းကိုယောဂသိနိုင်ဖို့အတွက်ဆိုလို့ရှိရင် blood ကို microscope နဲ့ကြည့်ပြီးတဲ့အခါမှာ malaria parasite ကို RBC ရဲမှာ ရှာဖွေနိုင်တယ်။ malaria parasite ရဲ့ antigen ကိုရောဂါဖြစ်တယ်လို့တန်တရားရှိတဲ့လူရဲ့သွေးကို dipstick test လုပ်ခြင်းအပြင်လည်းသိနိုင်တယ်။တစ်ကမ္ဘာလုံးမှာ malaria ရောဂါလူနာကတစ်နှစ်ကို2012ခုနှစ်မှာ200ခုနှစ် million case လောက်ရှိတာဖြစ်တယ်။တစ်ကမ္ဘာလုံးမှာ မလေးရီးယားကြောင့်တည်တဲ့အရေအတွက်က2012ခုနှစ်မှာ6သိန်း3000လောက်ရှိတာဖြစ်တယ်။မလေးရီးယားလူနာအသစ်တွေနဲ့မလေးရီးယားကြောင့်တည်တဲ့လူနာအများစုကအာဖရိကမှာဖြစ်ပေါ်တာဖြစ်တယ်။ Treating Malaria မလေးရီးယားရောဂါကိုကုသတဲ့ဆေးတွေအကြောင်းကို Sebro လေ့လာကြရအောင်။ Quinine နဲ့ Chloroquine ဆေးတွေကိုပြထားတာဖြစ်တယ်။ Quinine and Chloroquine are anti-malaria drugs used to treat infected people. ကွီနီးနဲ့ကလိုရိုကွင်း antimalaria drug စီကတော့ malaria infected လူတွေကိုကုသဖို့အတွက်သုံးတာဖြစ်တယ်။ They are also used as prophylactic preventative drugs stopping an infection occurring if a person is bitten by an infected mosquito. ဝီနီးနဲ့ chloroquine စီတွေကို malaria ရောဂါကိုကုသတာအပြင်ကာကွယ်ဖို့အတွက်လည်းအသုံးပြုနိုင်တယ်။ malaria infected mosquito ကအကိုက်ခံတဲ့လူမှာ infection subroma ဖြစ်ပေါ်မလာအောင်ရထားပေးနိုင်တာဖြစ်တယ် prophylactic drugs are taken before during and after visiting an area where malaria is endemic malaria ရောဂါကို ကာကွယ်တဲ့ဆေးတွေကို malaria endemic ဖြစ်တဲ့ area ကို သွားပြီးတော့မှမလဲခင်လက်ပတ်နေတဲ့ကာလအတွင်းဒါမှမဟုတ်လို့ရှိရင်လက်ပတ်ပြီးပြီးချင်းအချိန်မှာတောက်သုံးနိုင်တာဖြစ်တယ် malaria endemic ဖြစ်တဲ့ area ကို သွားရမလဲပတ်ခင်မှာကြိုပြီးတော့တောက်တာကတော့ယောဂါကိုကာကွယ်ဖို့အတွက်ပိုပြီးတော့မှထိရောက်တာဖြစ်တယ်။ Chloroquine inhibits protein synthesis and prevents the parasite spreading within the body. Chloroquine ဆေးကတော့လူရဲ့ RBC ထဲမှာရှိတဲ့ Plasmodium parasite ရဲ့ protein synthesis ကိုတားမြစ်တာဖြစ်တယ်။ Chloroquine က RBC ထဲမှာရှိတဲ့ parasite တွေကိုသေစေခြင်းအပြင်ခနာကိုယ်ထဲမှာ parasite တွေပြန့်နှံ့တာကိုတားနိုင်တာဖြစ်တယ်။ Proguanin is another prophylactic has the added advantage of inhibiting the sexual reproduction of Plasmodium inside the biting mosquito. Proguanin ကလည်း malaria ရောဂါမဖြစ်အောင် ကာဝယ်ပေးနိုင်တဲ့နောက်ထပ်ဆီးတစ်မျိုးဖြစ်တယ်။ Proguanin တောက်ထားတဲ့လူကို လာကြိုက်တဲ့ခြင်ရဲ့အတွင်းထဲမှာ Plasmodium parasite တွေ sexual reproduction မဖြစ်နိုင်အောင်လေတားမြစ်ပေးတာဖြစ်တယ်။ဟွဲ anti-malaria drugs have been used widely. There are strains of drug resistant Plasmodium. The drug is no longer effective against the pathogen. Anti-malaria drugs တွေကိုကျပြန့်စွာအသုံးပြုနေတဲ့အတွက်ကြောင့် anti-malaria drugs တွေကို resistant ဖြစ်တဲ့ Plasmodium strains တွေအများကြီးထွက်ပေါ်လာတယ်။ drug resistant plasmodium strain ဆိုတာကတော့သုံးနေတဲ့ anti malaria drugs က pathogens ကို ထိရောက်စွာ ကာကွယ်နိုင်တာမျိုးမရှိတော့တာကိုပြောတာဖြစ်တယ်။ Mefloquine is a new drug used in South America, Africa and New Guinea. မဖလိုကွင်းကတော့ anti-malaria drugs အသစ်ဖြစ်တယ်။ However, mefloquine is expensive and sometimes causes unpleasant side effects such as restlessness, dizziness, vomiting and disturbed sleep. မဖလိုကွင်းကဈေးကြီးတာအပြင်မဖလိုကွင်းကိုတောက်မယ်ဆိုလို့ရှိရင် side effect တွေဖြစ်တဲ့ restlessness, dizziness လို့ခေါ်တဲ့ခေါင်းမူတာ၊အန်နာ၊ကောင်းကောင်းအိပ်မရတာတွေကို ခံစားရမှာဖြစ်တယ်။ resistant to mafloquin has developed in some areas notably the border regions of thailand mafloquin trans ကို resistant ဖြစ်တဲ့ plasmodium strain တွေကိုထိုင်းနိုင်ငံရဲ့နေဆက်ဒေသတွေမှာတည်တာစွာတွေ့လာတာဖြစ်တယ် the antibiotic doxycycline is also used as a prophylactic drugs antibacterial drugs ဖြစ်တဲ့ doxycycline ကလည်းမလေးရီးယားကိုကာကွယ်ပေးတဲ့ဆေးအနေနဲ့အသုံးပြုနိုင်တာဖြစ်တယ် doxycycline drugs ကိုကြာထားတာဖြစ်တယ်။ artisunate a drug derived from the plant compound artemisinin is used in combination with mefloquine to treat infections of plasmodium falciparum. ီပုံကတော့ artemisinin compound ပါဝင်တဲ့ seed one more plant လို့ခေါ်တဲ့သစ်နံဂိုင်းဒါမှမဟုတ်လို့ရှင် metidol လို့ခေါ်တဲ့အပင်ကိုပြထားတာဖြစ်တယ်။ artemisinin compound ကနေပြီးတော့မှ artisunate drug ကို ထုတ်ထားတာဖြစ်တယ်။ artisunate drug ကို mefloquine C နဲ့ ပေါင်းပြီးတော့မှ Plasmodium falciparum infection အတွက်ကုသနိုင်တာဖြစ်တယ်။ဒီနေ့ဒီချက်နဲ့အတူ Grade 1 Pathology Chapter 4.2.2 Infectious Diseases အပိုင်းနှင့်ခေါင်းစဉ်အောက်မှ Transmissions of Malaria, Life Cycle of Malaria Parasite, Features of Malaria, Treating Malaria by Anti-Malaria Drugs အကြောင်းကို လေ့လာခဲ့ကြတယ်။ ဆယ်ရုံးနဲ့အတူမြန်မာပြည်မှာရှိတဲ့ Great Dawn Phonology ကိုလေ့လာနေတဲ့အကြောင်းသားအကြောင်းသူတွေအတွက် Devaka Head Knowledge Sharing Channel ကို Like and Share လုပ်ပေးကြပါ Sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာဒီချိန်နဲ့အတူပြန်လည်ဆုံတွေ့ကြပါစို့